ဒီနေ့တော့ကျွန်တော်သုံးရမယ့် indicator ကကျွန်တော်ပရမအုံးဆုံးပရမရက်တွေသုံးနေတာကကျွန်တော်ဈေးကွက်ရဲ့မဟာဗျူဟာဆိုတဲ့ indicator ကိုသုံးနေပါတော့ဒီနေ့တော့ရိုးရှင်းရိုးရှင်းဆိုတဲ့ indicator ကိုသုံးကြပါမှာပါရိုးရှင်းဗျူဟာဆိုပြီးကျွန်တော်နာမည်ပေးထားရဲပါတော့အဲ့ indicator ကိုသုံးပြီးတော့ဘယ်လို scaping လုပ်လဲဆိုတော့ပြောပြပေးပါမှာပါ Okay ကျွန်တော်ဒီ indicator နေပြီးတော့ကျွန်တော်တို့ပထမဆုံး market ဝင်ချင်မှာ attack call option ဝင်ဖို့ပေးထားရယ်ပေါ့နော်အဲအဲ့မှာပဲတခါတည်း call option ဝင်ခြင်းလေးတွေဝင်လို့ရတယ်ဒါမှမဟုတ်ဆိုလို့ရှင်လဲကျွန်တော်တို့အာခဏဆောင်ပြီးတော့မှာ ောင်းအောင်ဖွယ်ဖို့စဉ်းစားမဲ့လူကြီးဆိုလို့ရှိရင်လည်းဝယ်လို့ရတယ်ပေါ့နော်ကဲသူငနဲ့ပြန်ကြလာတယ်မက်ကီယာစိမ့်ပြီးကျွန်တော်တို့ဒီမှာတော့ကျွန်တော်ကျွန်တော်ကျွန်တော်တို့ရဲ့ yoshin ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ EMA line တွေမပါဘူး MACD line တွေမပါဘူးဘာမှမပါဘဲနဲ့ကျွန်တော်တို့ရိုးရိုးရှင်းရှင်းလေးနဲ့ပဲကျွန်တော်တို့ဒီ option ကိုဆော့ယူတဲ့လူတွေအတွက်ကျွန်တော်တို့ဒါလုတ်ပေးထားတဲ့ indicator ပေါ့နော်အဲ့တော့အာဒီမှာတော့ကျွန်တော်ဘာမှဟို ရှား EMA line တွေ view line တွေမပါဘဲနဲ့ကျွန်တော်ပြပြသွားမယ်တကယ်လို့မြင်သာအောင်လဲကျွန်တော်ဒီမဟာ viewer ဆိုတဲ့ indicator ကိုကျွန်တော်ပြအောင်မယ်ပေါ့နော်အဲ့တော့နှစ်ခုလုံးနဲ့ကျွန်တော်ပြပြပြသွားမယ်ဒါပေမဲ့အာဒီနေ့ကတော့ပြပြပြသွားမှာက usage indicator ပဲဖြစ်တယ်အဲ့တော့ဒါလေးနဲ့ကြည့်အောင်နော် okay ဒီမှာလဲ macky ကလဲစပြီးစိမ့်နေပြီဆိုတော့ကျွန်တော် call option ဝင်မဲ့တွေဒီကစပြီးဝင်လို့ရပြီဝင်မယ်ဆိုလို့ရှိရင် okay ကျွန်တော်ဒီကနေဝယ်ပြီးလို့ရှိရင်ဒီမှာထွက်မယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ဒီ mac ဒီလိုပြန်လှည့် ကြာကြာရီမှာဆိုလို့ရှိရင်ထွက်လို့ရရတာမဟုတ်ဆိုလို့ရှိရင်ကျွန်တော်တို့ indicator နဲ့ put option ပြမဲ့အချိန်ဆိုလို့ရှိရင်တစ်ခါတက်ထွက်လိုက်လို့ရရပါတော့ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဒီပထမဆုံး trade ကိုကျွန်တော်တို့မ trade ဘူးမ trade ဘဲနဲ့ market အချိန်ကိုစောင့်ကြည့်လေပါတော့အဲပြီးတော့မှကျွန်တော်ကဒီမှာစပြီး put option ဝယ်ခဲ့တယ် put option ဝယ်ခဲ့တယ်ဝယ်ခဲ့ပြီးွားပြီးဆိုလို့ရှိရင်ကျွန်တော်ဘာမှထွက်လဲဆိုတော့ပြပြမယ်โอเคကျွန်တော်ဒီမှာပဲထွက်လိုက်တယ်ဘာလို့ဒီမှာထွက် โอเคโอเคဟုတ်တော့ဟုတ်တော့โอเคကျွန်တော်ဒီနောက်မှာပဲထွက်တယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော် market ဆက်သောက်ဖွင့်ခြင်းခံနေနောက်မှာရောက်နေတယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီကန်ထဲမှာထွက်တာမဟုတ်ဘူးဒီကန်ထဲမှာထွက်တယ်ဘာလို့လဲဆိုလို့ရှိရင်ကန်ထဲကကျွန်တော်ဒီမှာ put option ဝယ်လိုက်တယ်ဝယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာပြန်လှည့်တက်တယ်ပြန်လှည့်ဒီမှာကဒီတိုင်းကပြန်လှည့်တက်ဖို့လုပ်တယ်ပေါ့နော်အဲ့တော့ အာ okay ကန်နေရလဲအမကောင်ဆိုပြီးကျွန်တော်ဒီနားမှာပဲထွက်လိုက်တယ်နားမှာထွက်တယ်ဖောက်လက်ဆိုရင်ဒီပထမဆုံးကန်နေနားကိုလည်းရောက်နေရဲ့ဒီနားကလည်းပြန်လှည့်တက်ဖို့လုပ်နေရဲ့အတွက်ကျွန်တော်ဒီနားမှာပဲထွက်တယ်နားမှာဝင်နေဒီနားမှာထွက်တယ်အာကျွန်တော်ရဲ့ပထမဆုံး trade ပြုလိုက်ဆိုလို့ရှိရင်ကျွန်တော် not trade ဝင်နေဖောက်လက်ဆိုလို့ရှိရင်ကျွန်တော်ဒီ indicator နေပြီးတော့ call option ပေးတယ် call option ပေးရဆိုတော့ကျွန်တော်ဒီနားမှာ trade trade တစ်ခုထပ်ဝင်နေ ကျွန်တော်ပင်နားမှာထွက်လဲဆိုတော့ပြမယ်ကျွန်တော်ဒီနားမှာပဲထွက်လိုက်တယ်။ဘာလဲဆိုလို့ရှိရင်အဲ့မှာကျွန်တော်မဟာဗျူအောင်မှာဆိုလို့ရှိရင်ဗာမြင်ရမလဲဆိုလို့ရှိရင်15မိနစ် ORV 15မိနစ်ရဲ့အမြင်နာ line တောင်ရောက်နေပြီပေါ့နော်။အဲ့တော့ ORV 15မိနစ်ရဲ့ line တောင်ဒီဖောက်ထွက်ပြီးတော့ဒီပြန်ကြတဲ့အချိန်နောက်မှာပဲကျွန်တော်ထွက်လိုက်တယ်ပေါ့။အာကျွန်တော်ရဲ့ဒုတိယ trade ဖြစ်သွားတာပေါ့နော်။အာကျွန်တော်ရဲ့ဒုတိယ trade ဒါပေမဲ့ကျွန်တော်တို့ group တွေကချလို့ရေးဆိုလို့ရှိရင်ကျွန်တော် ORV 15မိနစ်အဲအမြင့်ရဲ့နေရာကိုမှကျွန်တော်တို့ဒီ ဖောက်ထွားရဲ break out ဖြစ်သွားရဲဒီ retest ပြန်လာရင်းနေအောင်စောင့်ပြီးတော့ဒီနားမှာထွက်ဝဲကြရတဲ့လူလည်းရှိရဲ့ပေါ့နော်။နားမှာတစ်ခါထွက်ဝဲထွက်ဝဲကြရတဲ့လူရှိရဲ့ပြီးလို့ရှိရင်တို့နားမှာထွက်ကြရဲပေါ့။ဘာလို့လဲဆိုအဲ့တော့ဘာလို့ထွက်တာလဲဆိုလို့ရှိရင် RS ဆိုင်ရလဲကျွန်တော် overbought ဖြစ်သွားရဲ့အတွက်တို့နားမှာထွက်ကြရဲပေါ့နော်။ကျွန်တော်ဒီနေ့ပြောပြသွားချင်တာကဒီအများကြီး technical dance တွေမပါဘဲနဲ့ reaction လေးနေပဲပြောပြသွားချင်တဲ့အတွက်ကျွန်တော်မှာ viewer မသုံးမဲ့နဲ့ကျွန်တော် reaction ဆိုတဲ့ indicator ကိုပဲသုံးပြီးပြောပြပါမယ်။ Okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်ပထမဆုံး trade တွေမှာဆိုလို့ရှိရင် trade မယ်ဆိုလို့ရှိရင်ကြာကျွန်တော် call option ခေါ်မဲ့အတွက်ဒီမှာကျွန်တော်တို့ကဲကျွန်တော်တို့ indicator ပြီးလို့ call option ဝယ်ရဲဆိုလို့ရှိရင်ဒီမှာ market စောစောပုံကြီးမှာ call option ပေးရအတွက်ဝယ်တယ်ဝယ်တဲ့လူတွေက once to one သွားတာပဲဖြစ်ဖြစ်ကျွန်တော် once to two သွားတာပဲဖြစ်ဖြစ်ဝယ်လို့ရတယ်ပေါ့နော် option အဲ့တော့ဆို once to one တော့ကျွန်တော်စိတ်ချရအောင်စိတ်အဖြစ်ဆုံးပေါ့နော်အဲဒီမှာဝယ်လိုက်တယ် okay ဒီနေရာမှာဆောက်ဝယ်လိုက်မိရယ်ကျွန်တော်ဒီနေရာမှာထားဒီနေရာမှာကျွန်တော် store loss ထားမယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်နောက်တော့ once to one ဆိုလို့ရှိရင်ကျွန်တော်ဒီနောက်လောက်မှာထွက်လို့ရတယ်ပေါ့နော်ညာကျွန်တော်ရဲ့ save ဖြစ်တဲ့စုံလေးပေါ့နော်ကျွန်တော် indicator က 1 to 1လဲသွားလို့ရရဲ1 to 2လဲသွားလို့ရရဲဒါပေမဲ့အဲကျွန်တော်အမြင်သတိထားမှာမနက်ခင်းနေမှာကျွန်တော် reverse seller တက်တယ်အဲ့တော့အမြင်သတိထားပြီးရောပထမဆုံးထွေးတော့ထွေးတယ်ဆိုလို့ရှိရင်မြန်မြန်စားပြီးမြန်ထွက်ဒုတိယထွေးဒီလဲတူတူပဲဘာလို့ဆိုတော့ market ကပေဘက်ကိုသွားခြင်းမှမတိသေးတဲ့အတွက်ကျွန်တော်တွေမြန်မြန် စားမယ်မမြန်ထွက်မယ်အဲ့ဒါကတော့အကောင်းဆုံးနှီးလန်းပေါ့နော်โอเคကျွန်တော်တကယ်လို့ဒီပထမဆုံးကန်တယ်မှာမဝယ်ဘဲနဲ့ဒီ breakout ဖြစ်သွားပြီး retest ပြန်လာတဲ့ဒီကန်တယ်မှာဝယ်ဝယ်ရဲ့လူတွေပဲဖြစ်ဖြစ်အဲ့လိုရှိရဲဆိုလို့ရှိရင်ကျွန်တော် stop loss ဆိုပြီးနောက်မှာထားအောင်ပြောချင်တာပေါ့နော် okay stop loss ကကျွန်တော်တို့ဒီဒီ line လေးရှိရပြရိုးရှင်းမှာဒီကျွန်တော်ဒီ trade သွားလုံးနေတဲ့ line လေးရှိရအဲ့ line လေးမှာပဲကျွန်တော်တို့ stop loss ထားခြင်းလည်းရတယ်ဒါမှမဟုတ်ဆိုလို့ရှိရင်ဒီ candle ရတော့ဒီ candle ရဲ့အရင်ချေအတွက်ဒီ candle ရဲ့အဆုံးမှာပဲ stop loss ကတော့ထားတင်နေပါတော့ဒီမှာစပြီးပွဲလို့ဆိုလို့ရှိရင်အဲ့မှာ1:1သွားရင်သွားမသွားရင်1:2သွားပါတော့ လိုလိုလို့ရတယ်။ Okay နောက်မှာ port option solution နဲ့ထောင်းဒီလက်ကောင်းမယ်။ကျွန်တော်တို့ port option ဝင်မယ်ဆိုလို့ရှိရင်ဒီ candle မှာစပြီး port option ဝင်မှာလားနောက်တော့မို့ဒီနောက်မှာစပြီးဝင်မှာလားနောက်ထပ် candle အစမှာစဝင်မှာလား port option ဝင်လို့ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ tray လေးရှိရဒီနေရာလေးပဲဒီ line လေးရှိနေရအဲ့ line လေးနောက်မှာကျွန်တော်တို့ store loss ထားမယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်1 1 2 1နောက်မှာ1 2 2အဲကျွန်တော်ဒီ major ဒီလိုဖြစ်နေတဲ့ spoil resistant နေရာတွေမှာလည်းကျွန်တော် store loss ထားပြီးပွဲလို့ရတယ်ဗောနော် sorry store loss ကိုအပေါ်မှာထားမယ်တိတ် profit ယူရနေရာဆိုလို့ရှိရင်ဒီလို major 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 support and resistance နေရာကြီးမှာကျွန်တော်တို့ထွက်တင်နေပေါ့နော်အဲ့ဒါမှာပဲအဲမနက်ခင်း trade တွေအဆင်ပြေမယ်ဘာလို့လဲဆိုလို့ရှိရင်ကန်နေအမကောင်လက်ထက်သွားနိုင်တာကြီးအများကြီးရှိနေတဲ့အတွက်ကျွန်တော်တို့မြန်မြန်စားမြန်မြန်ထွက်မနက်ခင်း trade တွေကတော့အကောင်းဆုံးပဲပေါ့နော် okay ဒီမှာ call option ဝင်တဲ့ဟာလေးကိုပြောချင်တယ်ကျွန်တော် call option ဝင်ရဲဆိုလို့ရှိရင်လေဒီ trade မှာဆိုလို့ရှိရင်ဒီမှာကန်နေက call option call ပို့စာပြီးစာပြောပြီးပေါ့နော်ကျွန်တော်ဒီမှာ call option ဝင်ရဲဆိုလို့ရှိရင် okay ဒီနားမှာထားမယ်ပြီးလို့ရှိရင်ဒီမှာ sticker နဲ့ပြိမှာစာဝင်တဲ့လူတွေဆိုလို့ရှိရင်လေ stop loss ကဒီမှာရှိမယ်ကျွန်တော် target ကကြတော့ ီမှာရှိမှာ1 to 1ပေါ့နော်အဲ့လိုမျိုးထားလို့ရတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာဒီ trade မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီကန်နေစုံတဲ့အထိမှာ call option ပေးဖို့ ပြရတဲ့ indicator အချက်ပေးတဲ့နေရာနေစပြီးစဝယ်လို့ရှင်လည်းရတယ်ဒါမှမဟုတ်ဆိုလို့ရှင်ကျွန်တော်ဒီမှာကြည့်မှာပြကျွန်တော်ဘာဖြစ်လဲဆိုလို့ရှင် devil button ဖြစ်သွားရပေါ့ဒီနားမှာတစ်ခါရှိမယ်ဒီမှာတစ်ခါရှိရဲ့နှစ်ခါ devil button ဆိုလို့ရှင်ကျွန်တော်နောက်ထပ်ကန်တဲ့အကောင့်နဲ့အားကောင်းနေပြီဆိုတော့ကျွန်တော် call option စပြီးစဝယ်လို့ရပြီပေါ့နော်အဲဆိုလို့ရှင်အအကွာဒီလိုမျိုးအအကြောင်းအရာမျိုးနားလည်ဆိုလို့ရှင်တော့ကျွန်တော်ဒီနေရာနေစပြီးစဝယ်လို့ရတယ်ဝယ်ဆိုလို့ရှင်တော့ကျွန်တော်တို့အ မြမြဆဆကျွန်တော်တို့စားလို့ရမယ်ပေါ့နော် market ထဲမှာအာကျွန်တော်တို့ viewer ကများမယ်ပေါ့ risk ကနေပြီးပြများမယ်ပေါ့နော် okay အဲ့ဒါလေးပြောချင်တာပါကျွန်တော်တို့ဒီနားမှာဝယ်လိုက်တယ်ပြီးလို့ရှိရင်ဒီနားမှာထွက်တယ်ဘာလဲဆိုလို့ရှိရင်ကျွန်တော် ORB 15မိနစ်နားမှာရောက်နေရမလို့ကျွန်တော်ဒီနားလေးမှာပဲ channel ပြန်လဲထွက်လာတဲ့အချိန်ဒီနားလေးမှာပဲကျွန်တော်ထွက်လိုက်တယ်ပေါ့နော်အာကျွန်တော်ရဲ့ဒီဒုတိယကျွန်တော်ရဲ့ဒုတိယထွက်ပေါ့ဒီမှာ pull option တစ်ခါစားရဲကျွန်တော် call option တစ်ခါစားရဲ okay ဒါကကျွန်တော်ထွေးခဲ့တဲ့ထွေးတီဒီထွေးကတော့ကျွန်တော်မထွေးဘူးကျွန်တော်တို့ group တွေအကူကြီးထွေးတယ်အဲ့တော့ကျွန်တော်ပြောချင်တာကမိဆွေတို့အနေနဲ့အဲကျွန်တော် indicator ပေးခဲ့တိုင်းနာ call ကို put လုပ်ခဲ့ရဆိုလို့ရှိရင်ကျွန်တော်ဒီ RSI overwork ဖြစ်နေတဲ့နာမှာထွက်ပြဆိုလို့ရှိရင်လည်းထွက်လို့ရတယ်ပေါ့နော်အဲ့တော့ဆိုတော့ဒီရအောင်ထွက်ဖြစ်ခဲ့ဘူးတောင်းမဟုတ်ဆိုလို့ရှိရင်လည်း break out ဖြစ်တဲ့ readers လာတော့ဆောင်းဝင်ထွေးတဲ့လူကြီးလည်းရှိမယ်ဆိုလို့ရှိရင်လည်းဒီကနေမှဆောက်ဝဲလူကြီးရှိရဆိုလို့ရှိရင်ကျွန်တော် RSI overwork ဖြစ်တဲ့နေရာမှာထွက်တယ်ဆိုလို့ရှိရင်လည်းထွက်လို့ရတယ်တောင်းမဟုတ်ဆိုလို့ရှိရင်ကနေ week ဖြစ်ပြီးတော့အားနေပြီးတော့ဒီလိုမျိုးအရှိပြန်ကြလာတဲ့အခါမှာဆိုလို့ရှိရင်ထွက်လို့ရတယ်ပေါ့နော် ကျွန်တော်တို့ group တွေကလူတွေကတော့ဒီလူမျိုးထွက်ကြရဲပေါ့ကျွန်တော်တို့ PMB group တွေကလူတွေကဒီမှာသူတို့ရေစကိုင်းထားကြသေးတဲ့ okay TI ပြန်ချလာတဲ့အချိန်မှာဒီ can နေမှာပဲသူတို့ထွက်ကြရဲပေါ့နော်အာနောက်ထပ်ကျွန်တော်တို့ trade တဲ့ trade ပါ okay နောက်ထပ် trade ကြည့်အောင်အပြီကျွန်တော်ဘာမှဆက်မထွေးဖြစ်သေးဘူးဆက်မထွေးဖြစ်သေးပြန်လည်းဒီမှာဆိုလို့ရှိရင်ကျွန်တော် put option ပေးရဲအခုကျွန်တော် indicator put option ပေးလို့ဝင်မဲ့လူတွေကျွန်တော် stop loss ကိုပုံမှန်ထားအောင်လည်းပြပြမယ်ဒီမှာ put option ပေးလို့ဒီမှာဒီ can နေဆုံးမှာဒီ can နေဆုံးမှာကျွန်တော်ဝင်မယ်ဝင်ပြတဲ့ခဲဆိုလို့ရှိရင်အခုဒီ can နေက တပြန်လှည့်တော့ပါတယ်ဒါပေမဲ့ဝယ်ခဲ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ store loss ကဒီမှာထားရမယ်ဒီမှာထားရင်ထားမထားဘူးဆိုတော့ဒီမှာထားပါဘောနော်ဒီပါဆိုလို့ရှိရင် one to one တော့ဟိုဆိုလို့ရှိရင်လည်း major ဖြစ်တဲ့ဒီ support resistance နေရာပေါ့နော်ဒီဒီကောင်က50ရာခိုင်နှုန်းเนาะ premium ကရ50ရာခိုင်နှုန်းကျွန်တော်မဟာပြောပြန်ပြေးလိုက်မယ်ဒီ indicator နဲ့ပဲတခုတည်းနဲ့ပဲအလုပ်လုပ်ပြီးတော့ကျွန်တော်ပြသွားမယ် โอเคဒီမှာဆိုလို့ရှိရင်အာကျွန်တော်ဒီ once to one သွားရင်သွားမသွားဘူးကျွန်တော်ကိုရီးယားပို့လို့ရင်းနဲ့အခုပင်နာလောက်ကိုထားမယ်မသိဘူးအာတိတ် profit ပင်နာမှာထားမယ်မသိဘူးဆိုလို့ရှိရင်လည်းဒီလို major delivery တွေမှာလည်းတော်ထားလို့ရတယ်အဲဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့အတွက်အဆင်ပြေသေးတယ်ဒါမှမဟုတ် once to one စားမယ်ဆိုလို့ရှိရင်လည်းအဲ့ဒါတော့ safe အဖြစ်ဆုံးပေါ့เนาะအဲ့ဒါတော့ပို့အဆင်ပြေရမယ် โอเคညချက်တစ်ခုကြည့်အောင်နောက်ပြီးတော့ beginner အနေနဲ့ဟိုမနက်ခင်း7:00နာရီခွဲလောက်ထိပဲ trade တင်တယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်အဲ့နောက်ပိုင်းက trade ကအသေးအစင်မပြေဘူး market က movement movement တိတ်မရှိတော့ဘူးနောက်နေ့ကင်းဆိုလို့ရှိရင်2:00နာရီနောက်ပိုင်းမှာပဲ market ထပ်ပြီး move တယ်ပေါ့နော်အဲ့ကြားထဲမှာမကကိုက okay 7:00နာရီခွဲနဲ့7:00နာရီခွဲနဲ့7:00နာရီနောက်ပိုင်းမှာမကကိုတော့ trade မိရဲ့ဆိုလို့ရှိရင်တော့ကျွန်တော် site way ဒီမှာ trade တက်ဖို့ဆိုလို့ရှိရင်ညက်တက်တယ်ပေါ့နော်ညက်တက်ပြီးတော့ premium band တိုင်းဖြစ်နိုင်တယ်โอเคကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် indicator copy ရဲ့အတွက်ကျွန်တော်တို့ဖွဲ့ရတဲ့လူ indicator မှာဒီဟာမှာတစ်ခါ call option ဝယ်ကြရတယ်ပေါ့နော်ဝယ်ပြီးတော့တို့တွေအော်ဒီနားလောက်မှာတို့တွေထွက်ကြရတယ်ဗျာ โอเคဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ခုပြောချင်တာမဟာဗျူဟာမှာတုံးတဲ့လူဆိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် picture perfect ဖြစ်မဖြစ်ကိုကြည့်မယ်เนาะ back key ရလဲအာကျွန်တော် bullish time မှာရှိရဲ indicator လဲ copy ရဲ r sign 9ရဲ့အပေါ်မှာလဲအာ ema 9ရဲ့အပေါ်မှာလဲရှိရဲအဲ့တော့ကျွန်တော်ဒီ call option ဝင်မယ်ဆိုဝင်လို့ရတယ်ဒီ blue web ကိုမဖောက်ပဲဝင်မယ်ဆိုလို့ရှိရင် blue web ကိုကြော်မထွက်သွားပဲဝင်မယ်ဆိုလို့ရှိရင်သတိရထားမယ်ပေါ့เนาะပြီးလို့ရှိရင်ကျွန်တော်ဒီနောက်မှာ try တစ်ခုလဲရှိနေတယ်ကျွန်တော်ဒီကနေဆက်ဆွဲလာတဲ့ trend line တစ်ခုရှိရဲဒီ trend line နောက်မှာလည်းရှိသေးရဲဆိုတော့ဒီမှာဝယ်မယ်ဆိုလို့ရှင်လည်းဝယ်လို့ရတယ်ဒါမှမဟုတ်ဆိုဒီ trend line ကို break သွားမှဒီ max ဒီပုံကြော်သွားမှာဝင်မယ်ဆိုလို့ရှိရင်လည်းပို့ပြီးကိုအတွက် save ဖြစ်မယ်။ Okay ဒီမှာဆိုလို့ရှိရင်တော့ဒီကကျွန်တော်တို့ call option ပြီးတော့ဝင်ထားလို့ရှိရင်လည်းအဆင်ပြေလားဆိုအဆင်ပြေသေးတယ်။ဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အာကျွန်တော်တို့ရဲ့ store loss ကဒီမှာကျွန်တော်ရဲ့ take profit ကကျတော့အပေါ်မှာတွားလို့ရတယ်ပေါ့နော်။ where to do where to be ပဲဖြစ်ဖြစ်1 to 1 where to be ပဲဖြစ်ဖြစ်ကျွန်တော်ယူပြီးတွားလို့ရတယ်။အဲ့တော့အာ Okay ပေါ့နော်ကျွန်တော်ဒီကတော့ပြောချင်တာတကယ်လို့ဘယ်နာကို တိတ် profit ယူရမှမသိဘူးဆိုလို့ရှိရင် once to one တော့မဟုတ် once to two ယူလိုက်မဘူးဆိုလို့ရှိရင်ကျွန်တော်ဒီ IR sign overbought ဖြစ်တဲ့နေရာမှာထွက်တင်နေပေါ့နော်ဒီမှာ candle တစ်ခုကလုံးဝတက်သွားပြီးပါပြီဆိုလို့ရှိရင်ဒီနောက်မှာလုံးဝဆက်မတက်နိုင်တော့ဘူးဖြစ်နေရဲ့အဲ့လိုနေရာမှာလည်းဆိုလို့ရှိရင်လည်းကျွန်တော်တို့အာအာကျွန်တော်တို့လုံးဝတိတ် profit ကိုယူလိုက်တင်ပေါ့နော်ဒီနောက်မှာလုံးဝထွက်တင်နေပေါ့လို့ဆိုလို့ရှိရင်ဒီနောက်အခြေအနေကမဟန်တော့ဘူးပေါ့နော်โอเคအဲ့မှာဆိုလို့ရှိရင်ပဲကျွန်တော်တို့မနက်ခင်း7:00နာရီခွဲပေါ့နော် စနေကွယ်စတနာရီတိုးပြီးပြီးလို့ရှိရင် put option ကျွန်တော် indicator ထပ်ပေးရဲကျွန်တော်ရိုးရှင် indicator နေပြီး put option ဝင်ဖို့ထပ်ပေးရဲကျွန်တော် put option ဒီနောက်မှာဝင်မယ်ဝင်မယ်ဆိုလို့ရှိရင်နောက်မှာကျွန်တော်ရဲ့ stop loss ကအမြဲတမ်းအ stop loss တွေကိုကျွန်တော်တိကျရွေးချယ်ပြီးထားအောင် stop loss မှန်မှန်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အဆင်ပြေမှာမဟုတ်ဘူးကွာနော်ကျွန်တော် trade တွေ trade တွေအလုံးဝအဆင်ပြေမှာမဟုတ်ဘူးအဲ့ဒါကျွန်တော်ဒီနောက်မှာ ဒီမှာ1ထားတယ် 1s to 1စာမလား 1s to 2စာမလားပေါ့နော် 1s to 1တော့ C အဖြစ်ဆုံးပဲ indicator ပို့ option ပေးရဲကျွန်တော်ဝယ်မယ်ပြီးလို့ရှိရင် 1s to 1စာမလား 1s to 2စာမလားကိုယ့်ဘက်ကဒါရွေးချယ်ဆုံးဖြတ်ကြပါမယ်ဖြစ်တယ်ပေါ့နော်ကျွန်တော်ဆက်ကြည့်ကြအောင် Okay ကျွန်တော်ဒီမှာ Okay ကျွန်တော်တို့ကဒီ candle ဆုံးမှဝယ်လိုက်မိတယ်ပေါ့နော်ကျွန်တော်တို့ဒီ candle ဆုံးအောင်စောင့်နေပြီးလို့ရှိရင်ဝယ်ဖြစ်တယ်ပေါ့နော်ကျွန်တော်ရဲ့ risk အော် stop loss ကဒီမှာရှိပေါ့နော်ဒီမှာရှိမယ်ကျွန်တော်ရဲ့အာတိ profit ကဒီမှာရှိမယ်ပေါ့နော်1:1ဆောင်းလို့ဆိုလို့ရှိရင်1:1 1:1 okay 1:1ရောက်သွားပြီပေါ့နော်ကျွန်တော်ဒီကန်နယ်မှာထွက်လို့ရတယ်ပေါ့1:1ဆိုလို့ရှိရင်ဒီကန်နယ်ကြီးဖြစ်သွားတဲ့နေရာမှာပဲ1:1 ratio ဖြစ်တယ်အဲ့တော့အော်နောက်အော်ကျွန်တော်ဒီက1:1တော့စေးဖြစ်ဆုံးပဲမနက်7:00နာရီ7:00နာရီနောက်ပိုင်းဖြစ်လာပြီဆိုတော့ကျွန်တော်တို့မြင်မြန်စားမြင်မြန်ထွက်မြင်မြန်စားမြင်မြန်ထွက်အဲ့ဒါစေးဖြစ်ဆုံးပဲပုံကူဆို premium ban နဲ့ quality လာမယ်ပေါ့နော်အဲ့ဒါသိပြီးစေးမဖြစ်ဘူး ကျွန်တော်စေးဖြစ်တဲ့ဆုံးဝဲယူပေါ့ဆိုကျွန်တော်ပတ်စံနဲ့အလုပ်အလုပ်လုပ်နေရတာအဲ့တော့ကိုပတ်စံကို ATM မပါဝါဘူးရည်ကြီးတယ်ပေါ့နော်โอเคဒီမှာဆိုလို့ရှိရင်ကျွန်တော်17နိုင်နောက်ပိုင်းရောက်လာပြီတတိထားပြီးကြီးကြီးဘာကကသွားတဲ့ပုံစံတွေကကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်က call option ဝင်ဖို့အချက်ပေးရပါတော့ကျွန်တော်တို့ဒီမှာ call option ဝင်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီနေ့ဘာဖြစ်မလဲဆိုလို့ရှိရင် once to one နဲ့ပဲဝင်ရမယ် once to one ဝင်မယ်ဒီမှာ call option ဝင်လိုက်ပြီ indicator အဆုံးမှာကျွန်တော်ဝင်မယ်ကျွန်တော်ရဲ့ stop loss ကဒီ trailer ရဲ့အင်းထားမှာရှိမယ် once to one target ထားမယ် โอเคကျွန်တော်ဒီနားမှာလည်းထွက်လို့ရတယ်ဒါမှမဟုတ်ဆိုလို့ရှင်လည်းကန်နေရအကောင့်ကြီးရဆိုလို့ရှင်လည်းစက်ကင်ထားပါဘာမှထွက်ကောင်းမလဲဆိုလို့ရှင်ကျွန်တော် train ရတော့အမြဲဆွဲထားဗျဒီမှာ train line ကျွန်တော်ဆွဲလိုက်တယ်ဆိုလို့ရှင်ဒီ train line ကလာထိရနားမှာဆိုထွက်တင်တယ်ပေါ့နော်ဒီဘာကြီးဆိုလို့ရှင်လည်းဒီမှာဆိုလို့ရှင်လည်းအားဆိုင် overflow ဖြစ်တယ်ပေါ့အဲကျွန်တော်ဒီတော့1 to 1မှာထွက်မလာဒါမှမဟုတ်ဆိုလို့ရှင်1 to 2ပဲဖြစ်ဘလို့ပဲဖြစ်ဒီ train line ဒီနားမှာထွက်မလာပေါ့နော်အဓိကကိုယ့်အခြေအပ္ပစာမပေါ့ဘူးပေါ့နံပါတ်1အရေးကြီးဆုံးပါ โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီထွေမဲ့လူကြီးဆိုလို့ရှိရင်ကြီးမာပဲကျွန်တော်စသိန်းလို့ယာယီပါလို့ဆိုရင်နောက်မှာ17နိုင်နောက်ပိုင်းဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်အနည်းငယ်တော့ကျွန်တော်လုံးဝမထွေးတော့ဘူးပေါ့နော်ဒီမနက်ခင်းမှာဆိုလို့ရှိရင်တကယ်လို့ကျွန်တော်တို့ indicator ရိုးရှင်း indicator ကိုတုံးပြီးတော့ပဲအဲထွေမဲ့ဆိုလို့ရှိရင်နောက်မှာကိုက ဘာမှအသိပြီးအများကြီးမသိဘူးเนาะဒါပေမဲ့ကျွန်တော်ပြောချင်တာနံပါတ်1ပြောချင်တာကကျွန်တော် education မှာတော့ invest လုပ်ပါအဲ့ဒါမှာကျွန်တော်ဒီ trade ကတော့အဆင်ပြေမှာပေါ့เนาะမဟုတ်ဘူးဆိုလို့ရှိရင် trade ကတော့အရှုံးနေနေပဲရင်ဆိုင်ရလို့ရှိရင်တော့မကောင်းဘူးပေါ့เนาะဒီ indicator တခုတည်းကိုပဲယူပြီးတော့လည်းမလုပ်ပါနဲ့ဒါပေမဲ့ဒီ indicator ပြောရတဲ့အချိန်မှာ call option ဝယ်မယ် put option ဝယ်မယ် call option ဝယ်မယ် put option ဝယ်မယ် call ဝယ်မယ် put ဝယ်မယ် call ဝယ်မယ်အဲ့လိုလုပ်ခဲ့ရဆိုလို့ရှိရင်တော့ငွေကင်း17နာရီအထိကို site way မပြည့်ရနေဆိုလို့ရှိရင်လုံးဝ trade လို့အဆင်ပြေပါတယ်ဒီမှာဆိုလို့ရှိရင် trade နဲ့ trade ်၃ထွေရမယ်၄ထွေရမယ်၅ထွေရမယ်၆ထွေရမယ်9ထွေမနက်7နာရီခွဲအထိကိုကျွန်တော်တို့7နာရီခွဲ7နာရီအထိကိုမနက်9ထွေတတိရမယ်ပေါ့နော်အဲ့ဒါတွေကလည်းအာမရဘူးဆိုလို့ရှိရင်50%တို့40%တို့အနည်းအများကြီးရနိုင်တဲ့ထွေတွေပေါ့နော်အဲဒါကကြောက်ကျွန်တော်ဒီနေ့မက်ကရီကပြုလုပ်ပေးသွားတာကဒီကင်းဆန်တနိုင်းတီကိုပဲကျွန်တော်ကဒီ Yoshi indicator ကိုပဲအဲတုံးပြီးတော့ကျွန်တော်က recall လုပ်ပေးသွားတာပေါ့နော် โอเคအဲ့ဒါဆိုလို့ရှင်တော့ဒီညနေခင်းမှာဆိုလို့ရှင်လဲထွေးလို့မရအောင်လားဆိုရတယ်ဒါပေမဲ့ကျွန်တော်အကြံပေးတာကညနေခင်းထွေးမယ်ဆိုလို့ရှင်ရင်အာနေ့ခင်းနှစ်နာရီနောက်ပိုင်းကိုထွေးတာပဲကောင်းတယ်ဗျအဲ့ဒီမှာတိုင်ခင်းမှာထွေးမယ်ဆိုလို့ရှင်မကကစိုက်ဝေးပြီးရတယ်ပြီးပါပြီးပါပြီဆိုလို့ရှင်ကျွန်တော်တို့ premium band ဟာငွေကြေးဆုံးရှုံးမှုဖြစ်တာဖြစ်နိုင်တယ်ပေါ့เนาะကျွန်တော်ဒီမှာကြည့်ကြည့်မနက်ခင်းကသွားတယ်ဒီ mac ရဲ့ volume တွေကြည့်ကြည့်ဒီမှာနေ့ခင်းမှာရှိနေ volume တွေကဘာမှမဆိုင်တော့ ဲ့တော့ဒီလိုမျိုးအခြေအနေမှာဆိုကျွန်တော်ရှောင်နေတာအကောင်ဆုံးပဲလုံးဝမထွေးနေပါတော့ဒီညနေမှာထွေးမယ်ဆိုလို့ရှိရင်တော့ဒီနှစ်နာရီနောက်ပိုင်းမှာထွေးမယ်ဆိုနှစ်နာရီအတိမှပဲဒီနေ့ဘက်ကရုပ်တရက်ပုံကုန်းနဲ့ဆိုပြုတ်ကြရဲပြုတ်ကြပြီးတော့ဆိုကျွန်တော် indicator ပုတ်ပေးရဲကျွန်တော်ဒီ စားလို့ရမယ်ပေါ့နော်ကျွန်တော် group တွေကလူပြထွေးကြသည်ဒီနားလေးကထွေးပြီးဒီနားလေးကိုစားတော့30ရာခိုင်နှုန်း40ရာခိုင်နှုန်းရတယ်ပေါ့နော်အဲ့တော့အမ်ဒါကတော့ကျွန်တော်ကညနေခင်းမှာဆိုတော့ကျွန်တော်အမြဲလေးလာနေတဲ့အချိန်ဖြစ်တော့အတွက်ကျွန်တော်ညနေခင်းဆိုတော့မထွေးဘူးပေါ့နော်နောက်ပြီးဘာမှထွက်ကောင်မလဲဆိုလို့ရှိရင် indicator ပုတ်ပြလိုက်တဲ့1:1မှာ try and try မထွက်ဘူးဆိုလို့ရှိရင်ကျွန်တော် RSI over show ဖြစ်တဲ့နေရာမှာထွက်ပေါ့နော်ဒီလိုနေရာမှာ try and try မဟုတ်ဘူးဆိုလို့ရှိရင်ဒီလိုနေရာတောက်နေတဲ့နေရာမှာ try and try အခုအဲ့ထက်တော့ပုံပြမကိုင်းတဲ့ဘာလို့လဲဆိုလို့ရှိရင်အာ အစမ်းတော့ကျွန်တော် save ဖြစ်တာတော့အကောင်းဆုံးပဲပေါ့နော် okay ဟုတ်ပါပြီခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဒီနေ့ wicket ကိုအဆုံးထိထားထောင်ပြီးကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ကျွန်တော်အသုံးပြုရတဲ့ indicator ကကျွန်တော်ရိုးရှင်းရဲ့အာကျွန်တော်ဈေးကွက်ရဲ့ရိုးရှင်း view ဆိုတဲ့ indicator လေးကိုအသုံးပြုအောင်အသုံးပြုသုံးပြုပြီးတော့ recap လုပ်ပြီးပါဖြစ်ပါရခင်ဗျာကျွန်တော်တို့ ਨੇ အတူတူ live trade ရှင်နေဆိုလို့ရှင်တော့ကျွန်တော် ျွန်တော်ဒီ link လေးချပေးထားမယ်ကျွန်တော်ဒီ description မှာ link လေးချပေးထားမယ်ဒီအဲ့ရနေတစင်လာပြီးလာ join လို့ရတယ်ပေါ့နော်အဲကျွန်တော် YouTube နဲ့ Facebook မှာလည်းအနေနဲ့လို့ live လွှင့်ပေးနေရယ် free live လွှင့်ပေးနေရတာရှိရယ်ဒါပေမဲ့အဲ့ရနေကြည့်ပြီးတော့ live ဝင်လာရောက်လာရင်မလုံးနဲ့အဲ့ရစက္ကန့်အနည်းငယ်နောက်ကြရယ်ဆယ်စက္ကန့်လောက်အနည်းဆုံးနောက်ကြရယ်အဲ့တော့ live ဝင်လာရောက်အဲ့ကိုကြည့်ပြီးလုံးမယ်ဆိုလို့ရှိရင်ငွေကြေးဆုံးရှုံးမှုဖြစ်နိုင်တယ် ကျွန်တော်လည်းဒီလို live face ရှင်နဲ့လုံးဝ delay မဖြစ်ဘဲနဲ့ live face ရှင်နဲ့ဆိုလို့ရှိရင်တော့ကျွန်တော် Facebook တောင်းဟိုကျွန်တော် Discord channel ကိုလာ join ဖို့ဖိတ်ခေါ်ပါရစေ description မှာ link လေးချပေးထားမယ် comment မှာလည်း link ရှင်ရှိလိုက်မယ်မဟုတ် description မှာရှိလိုက်မယ်ကျွန်တော်တို့ဖိတ်ခေါ်ပါရစေလာ join ဖို့ကျွန်တော်လည်းဒီလို tweet ဖို့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ